ရဒါမှရှာဆိုတဲ့စကားလုံးမပါအဲလိုလားတပြာပြီးတာဆိုရရောကောင်းလို့ဟုတ်အကျဉ်းကျွန်တော်ကဗျာစီးနေတာဒီအလူကဗျာတို့ခွဲ့ပြီးရဲ့လားကျွန်တော်ကဗျာကြီးပို့ချတယ်ဒီကဗျာတို့ဖက်နေတာမော်နေမယ်အဲဒီဝင်နေဖြစ်ဖြစ်ဘုရားပြောတဲ့တာညာတို့ပဲဖြစ်ဖြစ် ကာယလို့ကိုကြိုက်တယ်เนาะကာယမဲ့ဆိုတာတော့ကာယဝင်သမားအနေနဲ့ချိုးချိုးပြောတာမဲ့ဆိုတာမိဘမဲ့ပစ္စည်းမဲ့ဘာမှမရှိရမဲ့နေရဆိုကျွန်တော်ကကာယလို့ချိန်တော့တော့အဲ့တော့အဲ့လိုမျိုးအသာပဲဖြစ်ဖြစ်ကဗျာစရာပေးလို့တဲ့အချက်ကလေးတွေကျွန်တော်တို့ရအောင်ရှာတတ်လာတယ်ချဲ့တတ်တာဟုတ်ဆရာကြီးကြီးကြီးမောင်းဒီနေ့ချင်းဒီကဗျာစီကံကြီးကဗျာနီလာလေးကြီး စီအီဖူချာနေတာစီအီနဲ့စီအီရတဲ့တော့ကတဲ့ဒီကပြီမြန်မာကစီအီမဟုတ်ကျွန်တော်အမြင်ကြွားလေးရှိကျွန်တော်စိတ်ရပါကျွန်တော်စီဘူးပူချခဲ့ရတယ်ဆရာမြန်မာကစီအီစော်ကားလိုခြင်းအရှင်းမရှိပါဘူးတို့တော့အမှန်တရားကိုပြောခွင့်ရှိဆရာကြီးတို့အပြာမကြဒီလိုပါလို့အနည်းကကျွန်တော်ဘယ်သူဆရာမှမခံယူခဲ့ရဆရာကြီးဆရာရခဲ့ ဒါတွေပေါ့တစ်ခါတစ်ခါကြတော့ကျွန်တော်တို့မမြင်ရတဲ့အရာအကြီးကတော့ကျွန်တော်တို့မြင်တွေ့ွယ်ကြည်လို့ွယ်ကျွန်တော်ဘုရားဆုဘုလိုလုံးပါဆရာကြီးရဲ့စိတ်စေရလားဆရာကြီးရဲ့မြင့်တာဆရာကြီးရဲ့ဒီလားကိုဖာရီကိုပြင်ရကိုမြင်ဆိုချင်ပါသေးအဲ့တော့ဒီနေရာနေမှာအချိန်ငက်ွက်တော့အပြင်ပေါ့ကျွန်တော်ကလေးပေါ့အဲ့တော့ကျွန်တော်တို့ စားပေးလဲရနေပြီးတော့ကျွန်တော်တို့ခုနလာလူပိုတိုင်းအနည်းကမြင်တွေ့ခဲ့ရတယ်ဆရာကြီးရဲ့ဘုန်းကြီးစုကျွန်တော်တို့စားပေးလဲရတော့အများကြီးပဲကျွန်တော်ပြောမှမဟုတ်စားဖက်ပြီးတယ်အများကြီးရှိတယ်စားဖက်အဲ့ဒီထဲရပါကျွန်တော်အနည်းအချင်းလေးပါမကြည့်စုံနိုင်ပါဘူးအနည်းချင်းလေးဆရာကြီးက ဟိုနအများကြီးလဲတိကြပြီပဲရေးတော့ကြပြားရေးတော့မောင်လင်းကြီးကျန်တဲ့ဆောင်းပါသူ့ရရတာစပေးတွေတကက်လေးနဲ့တဲ့အရာတွေဆောင်းပါးတွေရေးပြန်တော့လေအမှုပညာကြပြားဖန်ပြီးတော့မောင်လင်းကြီးလေးနဲ့တဲ့အတွေ့အခေါ်တွေဘာတွေနဲ့ပြီးလို့လဲညာဝင်တတ်တယ်ဆက်ရည်ကြီးစောင်းပြီးများစွာရှိပါတယ်ဒါကတော့ဘုံမျိုးများသာဘုရောကောင်းတဲ့အခရာရည်စဲအနေပဲလေလို့မှစာ ဆရာကြီးကပို့ခရရတယ်တက္ကသိုလ်ထဲမှာပဲတက္ကသိုလ်ပညာရေးသားစာဆောင်လေးမှာဆိုရယ်တခိုင်အတတ်ပညာနဲ့ပတ်သက်ကြည့်ရမြန်မာရှိမှာတော့ဆရာကြီးမင်းသူကိုဆရာစောကြီးတို့ကလွယ်၍မထိမတို့ရဲတဲ့ဆရာကြီးဦးရွှေအောင်တို့ကလွယ်၍မထိမတို့ရဲတဲ့ရတပညာအများကြီးကိုရေးခဲ့ဒီနေ့လည်းပဲကျွန်တော်တို့တက္ကသိုလ်ဆရာကြီးရဲ့အယူအဆတွေ xe y ye sao ma ri sao ni u ka bi din ni ya xe ba xe y ma sao ma ne ya le byo wa le xe y ne xe y ne pat de lu lu nya ye ta ne pat de lu xe y ye yin sa chin lo lu ma ni ya ba xe y i bo ma ka bu wa de lu da ka bu ma ya da ne ba e di the ya ma sai ne pat de do le be sa dai ne magazine ma ကျွန်တော်စာမူတွေရိုက်ပေးကြရတာဆိုတိဆရာကြီးကဆိုင်နဲ့ ဆိုင်နဲ့ပတ်သက်တော့လေဆိုင်ဘဟုတုလားအတော်ကြောက်စရာကောင်းကျွန်တော်မဟာကုသနာရောဘတိုင်းသွားမမပြီးတော့ဒီတာထဲမှာပွင့်ဆရာကြီးကဆိုင်ကိုစိတ်နဲ့ကိုနားထောင်ပေးကြတော့ကွာလေဒီနေဆိုင်နဲ့ဘော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 နဲ့ကလေးကြီးကကြိုက်မှာမဟုတ်ဘူးလေဒါအဲ့တော့ဒီမှာဖွင့်မယ်ကွာလေနားထောင်မယ်လေဆိုကျွန်တော်ကပွင့်ရမယ်ဆိုင်မှာ 哦，我有有这个啦，三天一夜的得路，不会翻出来，别魔术。ဟန်ဘာကဟန်ဘာကညာအမိကဘသူလုံးကဆက်ချောင်းနဲ့ဒါလေးပဲရှိသေးတယ်ဘသူအာအမိကတော်တော်ဟန်ဘာကွာလဲဆိုဥဟန်ဘာကွာဒီလိုဖြစ်လာတာနေပေါ့အများကြီးပါအများကြီးပဲဒီလိုပြောရရင်ဆုံးအဲ့တော့အဲမှာတွေ့နိုင်လို့ဆိုလို့ရှိတယ်ဒီမှာ ကျွန်တော်ဆရာကြီးအိမ်ရောက်တော့ဆရာကြီးဒီစာအုပ်လေးလည်းရှိရမယ်ကျွန်တော်ဒီမှာအလူတည်းလေးရတာအမြင်ဆရာကြီးရစတဲ့မယ်ဆင်းဒါတော့ရောများများဖတ်ခဲ့ပါလေဆရာကြီးအိမ်ရနေတော့ဘာလို့ဒီတော့ဆရာကြီးစီရနေပြီးတော့ကျွန်တော်တို့ရခဲ့တာလေအများကြီးကပြောဆရာကြီးကတော့နော်အဲ့ထဲမှာခုနဆိုင်နေပတ်တယ်လို့ဒီမှာဟိုဘောဘောဘာသာ ိတ်ပေတာဘာကြောက်ကောင်းတယ်ဘာကြောက်ကောင်းတယ်ဘာကြောက်နိုင်နိုင်ကြောက်တာလေအားလုံးကသူ့လိုပြီးနိုင်တဲ့လူတွေပဲဘုံပအောင်တော်ပြီးနိုင်တယ်ဒါပေမဲ့ဘာကြောက်ကောင်းဆရာကြီးတုံ့ပြန်ချက်အလုံးကိုကျွန်တော်မှတ်သားရပါတယ်အခုကျွန်တော်မဟာမိဒ်ကိုကျောင်းမှာပို့ချတယ်ခါဒီစာအုပ်လေးတွေအတော့ကိုအလုံးဝင်နေမဟာမိဒ်ဟာတာယာမှုတကြီးကြီးကျန်တဲ့ဖီလာလေးလားตายาอองนี้ดิ မဟာဂီတမှာတော့ပါရအောင်ကွညွန်ပြီးပြီလေဒါယဉ်ကျေးမှုဖိတ်ဖို့သိနေရအမြဲအမြဲပဲကျွန်တော်တော်တော်များများအဲမှာဒါလေးရနောက်တော့ကျွန်တော်ပြောရင်လည်းအချက်ကြီးတစ်ချက်ပါဒါလေးပြီးရင်ကျွန်တော်ဒီကုန်းချုပ်ပါဆရာကြီးကရာသဆံပြီးနေပတ်တယ်ဆရာကြီးကတော့ကျိုးစားအလုပ်တယ်ကျွန်တော်တို့မြန်မာစာပေအတိုင်းဝိုင်းမှာဆရာကြီးရဲ့ရာသဆံပြီးနေ အတော်ဆုံးမှုပါဆရာတော်ကြီးတို့ဆရာမင်းတို့ကိုလိုပြီးတဲ့ဆရာတော်ကြီးရဲ့ရာသပညာနဲ့ပဲဆရာကြီးကမဟာဝိဇ္ဇာကိုရှိခဲ့ဘသူမှမတိမတုရဲတဲ့မတိမတုရဲတော့ဘုံရကြီးမာတဲ့ဆရာတော်ကြီးရဲ့ရာသနဲ့ပတ်သက်လို့ဆရာကြီးကမဟာဝိဇ္ဇာကိုရှာယူခဲ့လူလူတော်မှာတော့တိုက်တော့လို့မလို့ဒါလေးကိုဘုံမရှိဘူးပုံဝင်ပါနဲ့ဆိုလို့အကျဉ်းကျဲကြီးကိုဘုံမထုတ်ဘူးလေရတယ်စာတော့မဟာဝိဇ္ဇာကို ယူဆရတယ်။အဲ့တော့ဆရာကြီးကသာသပြည်တယ်ပတ်တယ်။အတော်များများရေးခဲ့ပါတယ်။အဲ့ဒီအနေမှာကျွန်တော်နှစ်ပုဒ်ဆရာစောကြီးနဲ့ပတ်သက်တဲ့ယတာဆရာဇေယျနဲ့ပတ်သက်တဲ့ယတာဆရာစောကြီးနဲ့ပတ်သက်တဲ့ယတာဆရာစောကအောက်ကြားလေးမှာပြောတာဆိုတော့ကျွန်တော်ဌာနစပွဲမှာဝိပ္ပယံနဲ့ကျွန်တော်ကမပါပါဘူးဆရာကြီးရဲ့ဇေယျရဲ့ယတာပြင်ညာ ဒါလေးကိုမဖတ်ဘူးဒီငယ်ရေပေါ့နော်ဒါပြီးပတ်စီချက်ရာကခံဒီလူရဲ့တာဖော်လီယာအင်မတန်ချီရာကခံစားသူကခံစားခြင်းလို့ခံစားလို့ရလို့တော့အတတ်ပညာနဲ့ခံစားရင်ပိုးပြီးစီးဝင်ပါဘူးဖြစ်တယ်အလုံးမဲ့မဖြစ်ဘူးအဲ့တော့ကျွန်တော်ဒီချက်နဲ့ဘယ်နှစ်ဦးထဲမှာဒီဇေယျရဲ့ရာတာပညာနဲ့ပတ်သက်ကျွန်တော်အနေချင်းလေးကြောင်းမှာ เสียพันเดียวฟุลุกซามีสถาวันกับคุณโยตัวตัวปากเขาเสียเนี่ยโยลูกมาแล้วสวยนะอยากมีพันจังลูกมาแล้วสวยอยากมีตัวได้เยอะผู้ชายมีเลยเอาเล่นในร้านอีกคนนั้นมันมีเยอะเลยว่าไอ้ยี่ด้วยเนี่ยดีตัวผู้สองช่วยด้วยดีอยู่เนี่ยดีอยู่ยิ่งขาดเลยผมก็ยากเอ็มมา ားလုံးကြဘူးလေသူ့ပါလားသူတို့အဆုတ်ထားတဲ့မြူဒီဘုံဘုတ်တိုင်းမှာမောင်းပြောက်ကြဘူးရွာသားရွာသူမေးကြမြူဒီအူရန်ဝေထားတော့အမောင်းပြောက်ကြချစ်သူအားကိုဗာများမှာလေငယ်သားချင်းပြမိတဲ့ဘက်ကိုခွတ်လုတ်ခိုင်းအောင်ပြောပါလိမ့်မယ်အမောင်းပြောက်ကြမိပါအားကိုဗာများမှာလေငွေဒီပြီးကငွေမှလည်းဥတည်ခဲ့ကြောင်းပြောပါလိမ့်မယ်အမောင်းပြောက်ကြတိုင်းပြည်အားကိုဗာများမှာလေတတိယ အကြီးမတ်တဲ့လက်ကူလက်ကိုကိုလွတ်ရှောင်ခွာခွဲရပါ၍အားလာကြကြောင်းပြောပါလိမ့်။ရံဝေဦးတလူလူနဲ့မင်းမြူချာတော့အနောက်ဘုံတွင်နေလုံးပွေလိမ့်ပြီတခါ။တပြားလျက်တာ။အဲ့ဒါမှရသွားပြီဆိုလို့ပါဦးနည်းနည်းပေါ့အချက်။ကျွန်တော်တို့ဒီဆရာကြီးရဲ့ဇေယျရတနာပညာစာအုပ်ကလေးကဘလောက်ခောက်ပတ်ပြုတ်လဲလမ်းကြောင်းတဲ့ပေးနိုင်တယ်လို့ဆိုတာဆွေးနွေးချင်လို့အဲ့တော့ဆရာမကအဲ့ ကြီးအဲ့ဒါမှာဘနောက်ကုန်းနေနေလုံးွယ်နေပြီကားဆိုလားတဲ့အပြောင်ကြစီဒီနေသေးတာတဲ့ဘနောက်ဘနောက်ကုန်းနေလုံးွယ်သွားဆိုသေးတာတဲ့တောင်ကွယ်နေွယ်ဆိုသေးတာအဲ့ဘနောက်ကုန်းနေနေလုံးွယ်နေပြီကားညီနေချင်းပျောက်ကြစီဒီသေးသည်ဒါလို့ပါတာပြန်တယ်ကျွန်တော်ကအဲ့ဒီမှာကန့်ွက်ပါသူပြောချင်တာပြောပြီးပါကျွန်တော်ကန့်ွက်ပြီးတပြာကိုအဲ့လိုကောက်ချက်ကြမ်းကြမ်းဆွဲလို့ပြောပါ ကပြားကိုအောက်လိုကောက်ချက်ပြန်ပြန်ဆွဲလို့မရအောင်ဒါမှန်ကောင်းမှလိမ့်မယ်ယောက်ျားစီဒီလေးကောင်းတယ်လေစာစဝတ်မှာတေးသေးရေတော့တောင်မှာတေးဆိုတဲ့သကလုံးနှလုံးမှာမြည်ဆီယာမကရက်ဆက်လုံးအကြီးရတပ်ပြေးလေးအဆုကိုတတ်နေတာဒါကြောင့်ဒီဟာကတော့မတည့်မြောက်ဘူးသင်တယ်ကပြားကိုတော့မြင်လာမယ်တိမ်မွေးရမယ်အာမတီးရနေပြီးတော့မှတိပြီးတော့ပေးရအရေးကြီးဆုံးချက်ကပြားဆိုတာအလုပ်ပညာပစ္စည်းဖြစ်ပါတယ်အလုပ်ပညာပစ္စည်းဖြစ်တဲ့ ဒီအလုပ်ညာပစ္စည်းခံစားမယ်ဆိုရင်အလုပ်ညာစံတာကိုစံနှုံးနေရှိပါဘူး။ဟဲ့ဆရာကြီးဆရာဆရာကြီးဆရာညမရတာစစ်စစ်ညာဆရာကြီးဆရာညာပြန်နေရတာအနောက်တိုင်းရတာညမရတာစစ်စစ်ညာတခြားရတာတွေကပြည်ရတာစီစဉ်တနာတိညာကျန်တို့ဆက်ဆုံးကြုံရရောအဟောနောရတာကျန်ခံလာတော့နောက်တစ်ခါကျတော့ကျွန်တော်တို့ ။ဩဃာရီမှာဆိုရင်တော့လင်္ကာလင်္ကာရီမှာဆိုရင်တော့ယတိဟာတတော့ကကောထာဥဒ္ဒခာနဲ့မယာစည်းဥစ္စာဝိမြန်တမရေဘဝတိဆိုင်ဘာဝလို့ဒါဒီမှာလုံးကြတော့ဒါတွေကအဲ့ဒါမြမရတာစစ်စစ်မဟုတ်သေးဘူး။ဒီဆရာကြီးဆေးရရဲ့ရတာတွေကမြမစစ်စစ်ရတာ။အဲ့မင်းဆရာကြီးကပြောတော့ဒီကဗျာလေးအနုပညာကဗျာမှမဟုတ်ပါဘူးအနုပညာစံသုံးရှိတော့အနုပညာပစ္စည်းကိုအကဲဖြတ်တဲ့အခါ နှစ်ချက်စံထားရလိမ့်မယ်။နှစ်ကပဏာတင်ရင်နှစ်ကစိတ်ကူးလို့ရခြင်း။ကျွန်တော်ဒါလေးနဲ့ပြောအဲ့တော့ဆရာကြီးမြဝင်းထတနာပုံပေါ်ရတယ်။ဆရာကြီးစီရရဲ့ရတာမျိုးဆိုဆရာကြီးကပုံပေါ်ရတာကျွန်တော်တို့သိခွင့်ရတယ်။ဒီစာအုပ်ကလေးပတ်ဒါနဲ့ကျွန်တော်ကကပြောပါဆရာမကဗျာလေးကိုချင်းကတ်တယ်စိတ်ကူးခွင့်ရခြင်းကြီးပေးတယ်မလား။ ကျွန်တော်တို့စိတ်ကူးခွင့်ရမှာတာတပြားအမှုပညာပစ္စည်းတွေကိုစိတ်ကူးခွင့်ရမှာအမှုပညာရောက်ကျွန်တော်တို့မော်ဒယ်မင်းကြီးကြီးဘာကြီးညာကြီးကြီးကဗျာဖတ်သူရဲ့နှလုံးသားမှာစိတ်ကူးခွင့်တစ်ခုခုရပြီဆိုရင်ကျွန်တော်တို့ကကဗျာလို့တတ်မှတ်လိုက်တယ်ကဗျာကောင်းလို့တတ်မှတ်လိုက်တယ်ဒီတဲ့လောက်အောင်ပြောရင်အုံနောက်တဲ့နှလုံးသားကိုအလုံးလုံးစေသောအမှုပညာပစ္စည်းမှန်တယ်ဗျာအမှုပညာကောင်းတယ်အုံနောက်တဲ့နှလုံးသား အလုံးလုံးစီအနာခံနိုင်တဲ့ပဲကျွန်တော်တို့အဲ့လူမြန်ကိုခံစားနိုင်တဲ့ပဲနဲ့ရင်ထဲမှာနေနေပဲဘဝအသိဉာဏ်ကြီးခံစားကြည့်ရနေဘဝအသိဉာဏ်ကိုပြောက်ပြီးဆိုရင်ဒါအလုံးပညာပစ္စည်းပေါ့အောင်မြင်သောအလုံးပညာပစ္စည်းအစမ်းသက်ခံနေသောလူမြန်အဲ့တော့ကျွန်တော်ကမေးဆရာမခုနပြောက်ပြားစစ်တီလေးကအနောက်ကုန်းနဲ့နေလုံးပွေလေးပြီးတကားဆိုကျွန်တော်ကဒီလိုခံစားကြတယ်ခုနလူမြန်စံနှုန်းရကျွန်တော်စိတ်ကူးပွေလေးပဲကျွန်တော်စိတ်ကူးပွေမေး ဒီယောက်ျားစီရွာသားကြီးကသူမေးရမြူကြီးဦးရံွေထားတော့ဒီကနေရံွေတွေနဲ့ဝင်းနေလိုက်တာမေးမိရတော့အနောက်ဘုံတွေနေလုံးဝင်နေပြီတကားမေးတော့မှနေလုံးဝင်သွားတယ်လို့ပြောတာအဲ့ဒီနေလုံးကဖက်စစ်ဂျပန်ကြီးကိုတော်လန်းနေတာဖြစ်တဲ့လွယ်သူတို့အလံနေလုံးအလံအဲ့ဒီနေလုံးယောက်ျားစီဒီလေးဒီလိုအနစ်နာခံပြီးတော့ကြိုက်ဖို့ဝင်သွားလို့ဖက်စစ်ဂျပန်စနစ် ။ဒီကုန်းချုပ်သွားရတယ်လို့ UN ကမရနိုင်တော့။ဒါတော့မေးပြီ။ကျေရောတော့ကျဲလို့ကျွန်တော်ကျွန်တော်သိဘူးတယ်။ကြောက်ကြစစ်တီလေးရတော့စာစုကမသေးသေးချင်လို့သေးဆိုတဲ့စကားလုံးသေးလို့ဆုံးနှလုံးမှာမပါပဲနဲ့ထည့်သွားတော့ကျွန်တော်ကအဲကြောက်ကြစစ်တီလေးကိုအဲ့လိုပဲကျွန်တော်ရမ်းဝဲဦးထဲမှာရွာသူရွာသားတွေထဲမှာချွားမေးတဲ့ခေတ်မှာကျွန်တော်ပါတယ်လို့ ကျွန်တော်ပါတယ်။မင်းဗာမြနာသွားကြည့်တော့ဗာလင်မဖြစ်ပါသေးဘူး။ကျွန်တော်ကိုယ်ယူပြီးတော့အိမ်ဖော်ရပြီးဆေးနေပါတယ်ဥပ္ပေနေတာအခုဆမ်းမျိုးကလေးတော့မနေ့ကတိုက်ခဲ့နေတယ်ကျွန်တော်အဲ့လိုခံစားခြင်းနဲ့ရမှာ။ကျတော့ဒီကောင်ဒီအဲ့လိုဆိုရင်လည်းဆရာကတည်းကကြာတာ။အဲ့တော့ခံစားလို့အဲ့ဒါစိတ်ကူးပဲကျွန်တော်စိတ်ကူးပဲ။အဲ့မှာကျွန်တော်ကဒီမှာဆရာကြီးပြည့် သုံးသက်ထားတယ်အလုပ်ပြန်စံနှုန်းနဲ့ကျွန်တော်သုံးသက်ကြည့်လိုက်တာကျွန်တော်တို့ကဗျာဖွဲ့တည်သူကဗျာခံစားသူတို့ကျွန်တော်တို့ကအဲ့ဒါကိုဆရာကြီးအားဆရာကြီးစီရရဲ့ဆောင်းပါးတော့လေဆရာကြီးညာဝန်တက်တာပြတာရကရင်ပြမြင်တယ်မှာလဗီလို့အမည်ရှိတယ်ပြခဲ့ပြီးရှိတယ်အဲ့ဒီပြတဲ့လုံခဲ့တဲ့နေဖုံးနောက်ထောင်တော့သူစစ်ခဲ့တယ် အမျိုးသမီး Venus of Milo ဆိုတဲ့ရုပ်ထုလေးရှိပါတယ်။အဲ့ဒီရုပ်ထုကကဘာပေါ်မှာရှိတဲ့မိန်းမအားလုံးတို့ရဲ့အချိုးအစစ်ကပါလို့နေအင်မတန်သားတယ်။ဒါကြောင့်အဲ့ဒီကကြောက်စိတ်ရုပ်ထုလဲရှားဖွေတွေ့ရှိရောအလုပ်ပညာနဲ့ဆိုင်သောမဂ္ဂဇင်းတွေကဓာတ်ပုံကြီးရိုက်တယ်၊ရေနှဖုံးပုံကြီးပြတယ်၊ချီကျူးပြထောပနာရ၊ဆောင်းပါးတွေကလည်းရေးကြတယ်။အဲ့လိုရေးတယ် ရေတော့ဘာဘာကြောသွားပြီအဲ့ဒီရလိုက်တယ်လူကြီးကတအားလာတာလာတဲ့အခါကြည့်လိုက်တော့ရတယ်ကလည်းကြည့်ကြည့်လို့စီကားနေတယ်ဒီလုံးသူကိုလာကြည့်ရတယ်အညောအဲ့တော့ကလာကြည့်တော့ဒါလောက်တောင်စီကားနေပြလိုက်ကတောင်ရှိတဲ့လူကြီးကြီးတော့ရုပ်သူကတခုကတစ်ဖက်ကမခုံးကနေပြတယ်တစ်ဖက်ကလက်မောင်းကပြတယ်နှာခေါင်းလေးကလည်းနေပဲ့ ။ဒါလောက်ကဘာကျော်နေတဲ့ယုတ်တူကြီးရ။ဒါလူလားလားကြီးတော့အကျိုးပေးကြီးဆိုတော့မတင်တဲ့မဖယ်ရဘူး။ဒါကြောင့်မို့ကျွန်တော်တို့ကျွန်တော်တို့တင်တယ်အောင်ဖယ်ရအောင်လုပ်ကြမယ်။ဒီယုတ်တူနောက်ဆုံးလည်းနောက်ဆုံးလိုရတာလက်ဆိုလည်းလည်းလိုရတာဆိုပြီးတော့ဝမ်းဝမ်းပြီးတော့အလုပ်လုပ်ဆွေးနွေးပွဲတွေဆွေးနွေးကြလက်ကလေးကိုမလိုထားမလဲဒီလိုလေးထားမလား လက်ကလေးဝလို့ထားမလားဒီလိုလေးထားမလားဓမ္မမွန်ဒီလိုလေးထားမလားဓမ္မမွန်ဒီလိုလေးထားမလားအမျိုးမျိုးသူကဒီလိုမြင်တယ်သူကဒီလိုမြင်တယ်သူကပြီးတော့အားလုံးစုပြီးတော့မှဆုံးဖြတ်တယ်ကိုထင်တဲ့အတိုင်းပြများခဲ့ရတယ်တင်းတယ်ရခွဲရခြင်းဖြစ်အောင်အားလုံးဆုံးဖြတ်တယ်အားလုံးဆုံးဖြတ်တဲ့ဝဲကြတယ်အားလုံးပြကြတယ်သူကဒီလိုထားမယ်သူကဒီလိုထားဒီလိုထားတဲ့အကြောင်းရင်ဖတ်ကြအကြောင်းပြချက်တွေလည်းအမေပဲ ရတာပြညာရှိရင်ဝင်လာအဲ့ဒါလေလက်ရုပ်ပါမထားပါနဲ့ဒီတိုင်းလေးဟာဆိုအဲ့ကျွန်တော်မှတ်တာစရာလေးတခုလားရတာပြညာရှိရင်ကောက်ချက်တဲ့လို့မထားပါနဲ့တဲ့လို့လက်ဒီမတတ်ပါဘူးဘာဖြစ်လို့လဲပြောဒီအခုကျေနပ်အောင်ပြောလက်ခံအောင်ပြောရတာပြညာရှိရင်ပြပြကျွန်တော် တစ်ခုယူလိုက်ဥပမာဒါတက်ပြနေဒီလိုလေးယူလိုက်ဒါကိုယူဒါကိုယူပြီးကျွန်တော်ယုံကြည်ရကျွန်တော်ကျွန်တော်တို့စိတ်ဥပွက်နေဘယ်မှာရှိတော့လဲကျွန်တော်တို့စိတ်ဥပွက်နေဆုံးဆုံးသွားပြီသူနှလုံးသားကြီးရင်ကြီးတယ်မလို့ပညာခံစားမှုစူးရှာစူးရှာတော့သူပုံခေါ်ခြင်းတို့စိတ်ကူးထဲမှာပုံခေါ်ပါစေကျွန်တော်တို့စိတ်ကူးပွင့်နေပေးတဲ့စိတ်ကူးပွင့်ပေးပါ အလုပ်တွေကစတုံးရောက်နေစိတ်ဥပ္ပယအောင်ရည်ကြီးတယ်အဲ့ဒါနဲ့အားလုံးလက်ခံလိုက်ဒါကြောင့်ကျွန်တော်တို့ကအဲ့လိုစိတ်ဥပ္ပယနေစိတ်ဥပ္ပယနေရနေပြီးတော့ဘာနဲ့ပတ်သက်လာလို့ဆိုအဲ့မှာဆရာကြီးညီကုန်းချုပ်တဲ့အချက်ကလေးကျွန်တော်တပိုက်လေးခဏလေးမှတ်ပြအောင်လုံးလေးကြောင့်ဒီအချက်နဲ့ဆက်လို့ဆရာစီရတာ ကျွန်တော်တို့ဒီလိုပညာနဲ့ဆက်သင်းယူဤအစ်စ်လမ်းတို့ရောက်ဖို့လိုတယ်ကျွန်တော်တို့လိုပညာကျွန်တော်ကဗျာဆရာကြီးဖန်ပြီးပြီဗျာဆရာကြီးခန်းစားပြီအနုပညာကြီးခန်းစားပြီဖန်ပြီးပြီတခြင်းတွေစကားနဲ့စကားနဲ့အနုပညာကြီးခန်းစားတဲ့အခါကျွန်တော်တို့ကအနုပညာနဲ့ဆက်လေအဲ့ဒီအစ်စ်အတန်းကိုရောက်ဖို့လိုတယ်စိတ်ဘူးခွင့်ရောက်ဖို့လိုပါတယ်ဤအစ်စ်လမ်းတို့မရောက်တဲ့ကျွန်တော်တို့ဒီအနုပညာနဲ့အတွင်းကြကြတက်ဝင်ခြင်းမရှိပဲအပေါ်ယံကျော်အလားစခန်းနိုင်တာ ရှိနေလေဤလို့မိတ်ဆိုခဲ့ပါတယ်။ကျွန်တော်တို့အမှုပညာနဲ့မတဲ့အမှန်တန်ချက်သိမ်းထားစရာကောင်းတယ်။ဒီစာအုပ်လေးမဖတ်အနေနဲ့ဖတ်စီချင်ပါလေ။ဖတ်ပြီးရင်လည်းအတွင်းကြကြခုနလိုလေးပေါ့နော်။အဲ့တော့ကျွန်တော်တို့အမှုပညာဖန်တီးလို့ဆရာကြီးထားခဲ့တဲ့ငွေတွေများစွာရှိပါတယ်။ဒီထက်ကနေမှကျွန်တော်ဒါလေးကျွန်တော်စကားလက်ဆောင်ပါလို့ခုနပြောသလိုပဲဆရာကြီးရဲ့တရားကြီးအားလုံးပြောမယ်ဆိုရင်အများကြီးပဲခုနကတော့ဆိုင်ပါလေပဲဒီတိုင်းပဲ ဟိုအထက်မှာပြိုးတယ်အောက်မှာဒိုးတယ်ဘယ်လိုစိတ်ကြဲစီအစုံမိတ်ဒီဒီတက်တယ်လို့တော်များများစိန်ရှာရှာကိုဝေးကိုဖန်ပြီးခဲ့တာညာကြီးရဲ့ရင်ကျင်းမှုနဲ့ဆက်နေရညာကြီးရဲ့ဒါကြောင့်ကျွန်တော်တို့ဆရာကြီးရဲ့ဘုံကျေးဇူးတွေဘလောက်နဲ့ပဲဘလို့ပဲပြောပြောကျွန်တော်တို့မဆုံးနိုင်ပါဘူးအဲကြောင့်ကျွန်တော်ညီကုန်းချုပ်ပါမယ်ဆရာကြီးကခုနကျွန်တော်တို့အင်ပြခဲ့သလိုပါပဲကြံကြောင်းမှုနဲ့ကျွန်တော်တို့ကအရင်ကြိတ်မတော့ခဲချရဘူး ူမီယာအပ်တာများပါကျွန်တော်မြန်မာကဌာနတန်ဆရာကြီးကိုဖိတ်ဆရာကြီးကိုကျွန်တော်ကိုယ်တိုင်လက်ကနေတော့ဖိတ်ပြီးရင်ဆရာကြီးကိုပဲညံမူတော်ကဘာပေါ့လဲကျွန်တော်ကိုယ်တိုင်ပဲစိုက်ထုတ်ပြီးယူပါမယ်အခါနာလေးလုပ်ပေးရစီတဌာနလုံးနာထောင်ရတ္တကိုနေနေရတဲ့ဒီရတ္တလေးစာရေးသူကိုယ်တိုင်တင်ပြပြီးတော့ပေါ်ပြောဆိုလို့ပါအဲ့ဒါလေးကိုနှစ်ရက်တန်ဒီသုံးရက်တန်ဒီကျွန်တော်တို့လုပ်အနည်းဆုံးတော့တစ်ရက်တော့ပေးပါတောင်း mà giá bao giá cái sản phẩm nó chiên chích mà tao có thể trả chiên gì chiên rồi tao phải chiên nhau mi nhau mạnh đi rồi chiên chích mà tao có thể trả trả cái cái biên nhà đây thôi cho nó luôn thì mà lấy vết thuốc đi về cho nó luôn chiên nhiều về chua chiên cháu yêu về nhà nào cái chua của lúc mang đồng của lúc này chiên đồng quê và đi đó, rồi cho nó luôn ကြံမမလီခဲ့ဘူး။တီးခဲ့ရင်တော့ကြံစီမတော့ခဲ့ရရ။ရတာချုံများပနာတတ်လို့မပြင်းပါတော့ရုပ်ရည်အဖြစ်တော့ပိတ်နေသေးလို့။ဒါမဲ့အတွဲမှာအင်မတန်ချုံများတော့ကျွန်တော်တို့အတွက်အာဟာရတွေပေါ်စွာပြန်တော့ရတာချုံများပနာတတ်လို့သုံးပါ။ပညာရှိတကယ်သူတော်ကောင်းကြီးကျွန်တော်နေခွင့်ရတော့အမှားတော်ရင်းချင်းလေးပြောတော့ နော်ရှုခြင်းမသိရှုခြင်းမသိရကြောင်းမှခဲ့ရှုခြင်းမသိကျွန်တော်တို့ရောင်းမှခဲ့ပြီးဆုံးအရာတာဘုရားနဲ့ဟင်ဝီကျွန်တော်တို့ကရောင်းမှပဲဖြစ်ခဲ့ရှာမဖြစ်ခဲ့ရဘုရားကခံခဲ့ရကျွန်တော်တို့ကဒီဆရာကြီးဆရာကြီးယူရမယ့်အရာတွေအများကြီးရှိဖုန်းလူမိတွေလည်းအများကြီးရှိ အများကြီးရှိတယ်နော်အဲ့တော့ခုနပြောတဲ့ဓမ္မလိုရေးဥရှင်လေးရေးရောင်းမဟင်းကိုချိုးချင်မသိဖြစ်တုံပြီးတော့ရောင်းမဟင်းကိုချိုးချင်မသိဖြစ်တုံပြီးတော့ဥမာလဲပါလေကျွန်တော်ရောင်းမခဲ့သူဖြစ်ရင်ပြောရတာလေအများကြီးမရလိုက်ကြဘူးအဗျာဆံမောင်လေးဒီပဲဒီရတဲ့ချုပ်ပြီတချို့သူစာရေးဆရာမတော့တည်တယ်ဒါပဲပဲခုနပြောတယ်ထဲထဲဝင်ဝင်သူ့ရဲ့သူတော်ကောင်းစိတ်နှလုံးသားတကယ်ပညာရှိသူတော်ကောင်းဆိုတာ ਨੇ ကျွန်တော်တို့အဆက်ပြီးကြည့်လိုက်ရင်ဆယ်ကြီးရဲ့ကုန်ရေးစုလေးဘုလားတော့ဘယ်လိုချီးကျူးပြီးပုံနိုင်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ကဆယ်ကြီးကိုချစ်တယ်ဆိုဘယ်လိုဝင်ရတဲ့မြောက်ဆုံးပြည်လျားသူ့လားညာနာလောက်လို့ကျေးဇူးပုံပြီးနေတုံရွှေနဲ့ရောင်ဝယ်ပြီးကျွန်တော်တို့ပညာတူစီးဦးမယ်ဆိုရင်ကြပြပဲရေးရေးကြပြရေးသူကကြပြကြကပြောင်ဖတ်တဲ့ခန်းစားသူအားလုံးကဆရာကြီးသာအောင်မှာမဟုတ်ပါဘူး အများကြီးအများကြီးစားပြေစကားတွေလည်းထည့်လိုက်ရဲ့ဘယ်ကြမ်းဆိုခွဲချမ်းဝေပန်းစိတ်ဖြာနိုင်တော့အဆင့်အထိကျွန်တော်တို့ဖတ်မှာတာခုနရောင်းမဟင်းကိုချိုးချဲမတိဖြစ်တော့မိတို့ဆိုတဲ့စကားကျွန်တော်တို့ဟိုဆုံးမနေနော်ဒါကြောင့်မို့လို့ကျွန်တော်တို့ကခွဲဝေပြီးကြံတက်မြောက်ဆောင်ပြည်လျက်သူလားညာလားလို့ကျေးဇူးပုံပြီးမိတို့ရွှေနဲ့ရောင်းဝဲပြီးဟုတ်ဆရာကြီးဟာသင်္ခါရသဘောတရားကြီးကျွန်တော်တို့ လက်ရှိထင်ရှားမရှိနိုင်ပါဘူးတို့ဆရာကြီးကိုကျွန်တော်တို့လေးစားတော့ဘုံယူတော့ဆရာကြီးရဲ့ဘုံယေစုကိုအောက်မေ့ပြီးဒီလိုတွေပြောဒီလိုတွေပြောနေမှာဆရာသောခုနပြောသလိုလေဒါအင်မတန်ကောင်းတဲ့အကြံပြုချက်တစ်ခုနောက်တစ်ခုကဆရာကြီးရဲ့စာပေတွေထွက်သမျှသောစာပေတွေကိုလည်းမှတ်မှတ်အားသာလေးနဲ့ဥပမာကောဆရာကြီးရဲ့စာပေအုပ်တွေကိုကျွန်တော်တို့ဝယ်ယူမဲ့စုဆောင်းမယ်ဆရာကြီးစာအုပ်တွေစီးရီးလိုက်တာကျွန်တော်တို့ စာအုပ်တနေရာရမှာစာကြည့်လိုက်ဟာတို့သိသိပေးထားခြင်းဖြင့်နံပါတ်1ချက်လို့နောက်တစ်ခါခုနပြောတဲ့ဆရာကြီးရဲ့စာအုပ်တွေကိုခုနဝေဖန်ဖန်ချနိုင်တဲ့အစီရောက်ကျွန်တော်တို့ဖတ်မှတ်ပြီးတော့ဇပွဲဝိုင်းပြန်ပြီးတော့ဆွေးနွေးခြင်းမျိုးစာပေစကားဝိုင်းလေးတွေဒါမျိုးလေးတွေလည်းအားကြောင့်မလို့ဆရာကြီးရဲ့စာပေတွေကိုလည်းဆက်လက်ရှင်းတာအောင် ဆရာကြီးရဲ့စာပေတွေတရားရည်ရည်တဲ့ကျွန်တော်တို့အတိပညာတွေကိုပေါ့အောင်လုပ်မယ်ဆရာကြီးရဲ့စာပေတွေကိုလည်းထိမ့်သိမ့်ပတ်တန်းကျင့်တိုင်းအောင်ကျွန်တော်တို့ကြိုးစားပြီးတော့ဆောင်ရွက်ကြရည်တဲ့စာပေအကျိုးကိုလည်းတစ်ပတ်တည်းဟာဆောင်ရွက်သလိုဆရာကြီးရဲ့ကျေးဇူးတွေကိုလည်းအောက်မေ့တတ်တာရှိရပါစို့လို့ပြောကြရည်နဲ့အားလုံးကျွန်တော်ဆွေးနွေးချက်ကိုပေါ့